မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကို MNDAA ကသိမ်းပိုက်တဲ့အချိန်မှာဖမ်းဆီးရရှိထားတဲ့ရမခတိုင်းမူဗိုလ်ချုပ်စိုးတက်ဗိုလ်မှူးချုပ်တန့်ထင်ဆိုးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ရဲ့သတင်းကိုတလကြော်ကြားတဲ့အထိထုတ်ပြန်ခြင်းမရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့ကနေစတင်ပြီးတော့ MNDAA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များကလာရှုံကို ဆက်တွေတိုက်ခိုက်ခဲ့ပြီးတော့ဇူလိုင်လ3ရက်နေ့မှာအရှိမောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဩဂတ်လ4ရက်နေ့မှာတိုင်းမူဘိုချုပ်စိုးတက်တေစား16တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်စိုးစတတ47ကြောင်မဲအခြေဆိုင်စစ်စီအေကိုကဲမှုဌာနချုပ်စကခတ်တင့်မှု ဗိုလ်မှူးချုပ်မြုံမင်းထွေတေဇ26တို့ကို MNDAA ကဖမ်းဆီးရရှိခဲ့ပြီးတော့ဖမ်းဆီးရရှိတဲ့အချိန်မှာလက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သူတို့ကိုဗမာထားလဲမသိပါဘူး။ဒါပေမဲ့လက်နက်ချပြီးအညံ့ခံတာဆိုတော့ကောင်းကောင်းမွန်မွန်ထားပါလိမ့်မယ်။လာရှိုးမှာလက်နက်ချတဲ့အောက်ခြေနဲ့အရာရှိငယ်အဆင့်တွေမှာကြားမရမကောင်းတဲ့သူတွေကိုတော့အတုတ်လိုက်ပြန်လွှတ်ပေးတာရှိတယ်။တိုင်းမှုနဲ့ဗိုလ်ချုပ်နှုတ်ရဲ့သတင်းက အသေးစိတ်မထုတ်ပြန်သေးရင်တော့ကျွန်တော်လည်းမသိရဘူးလို့မြောက်ပိုင်းညင်တော်မဟာမိတ်သုံးဘွဲရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်တိုင်မူဘိုးချုပ်စိုးတဲဟာလက်နက်ချအညံ့ခံတဲ့အချိန်မှာစွတ်ကျဲအဖြူကိုဝစ်ဆင်ခဲ့ပြီးတော့အေးဆေးသွားနေပဲ MNDA ထံမှာအဖမ်းခံခဲ့ခြင်းဖြစ်ကြောင်းဗီဒီယိုတွေအရသိရှိရပါတယ် MNDA ကဩဂတ်စ်လ3ရက်နေ့မှာလာရှိုးကိုအပိတ်သိမ့်ပိုက်ပြီးတဲ့နောက်စီကောင်စီဘက်ကထောင်ထဲချီတဲ့တပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်များကလက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တောင်တကုံမြို့နယ်အမှတ်26ရပ်ကွက်ရုံးမှာရွေးကောက်ပွဲနဲ့အသက်35နှစ်နဲ့အထက်အမျိုးသားများစစ်မှုထမ်းဆိုင်ရင်ကောက်ယူရေးအစည်းအဝေးပြုလုပ်နေတဲ့အချိန်ဘုံခွဲတိုက်ခိုက်ခံရကစစ်ကောင်စီတပ်ဖွဲ့ဝင်နှောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ9ရက်နေ့ည7:00နာရီ7မိနစ်အချိန်မှာတောင်တကုံမြို့နယ်အမှတ်26ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာစစ်ကောင်စီလက်ပါစီအုပ်ချုပ်ရေးမှူးရဲသူရနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကရွေးကောက်ပွဲနဲ့အသက်35နှစ်နဲ့အထက်စစ်မှုထမ်းရမယ့်အမျိုးသားများကာကွယ်ရေးအဖွဲ့စရင်ကောက်ဖွဲ့စည်းရန်အစည်းအဝေးကျင်းပနေတဲ့အချိန် မိုင်းခွိုက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်တပ်ကရက်ွက်ရုံးမှာဝင်ရောက်တပ်ဆွဲလိုက်ပြီလို့သိရပါတယ်။နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အတည်ပြုနိုင်တယ်။အခုမှနဲ့ပဲစစ်ကောင်စီကားတွေဝင်သွားပြီးတော့ရက်ွက်ရုံးမှာတပ်ဆွဲထားလိုက်ပြီးရဲဘော်တွေအားလုံးဘေးကင်းပါတယ်။ကျွန်တော်တို့ရွှေဘိုခရိုင်တပ်ရင်း15ကရှမ်းမန်းမှာရောထိချိုင်ဘက်မှာရောပြည်သူတွေနဲ့အတူတိုက်ပွဲပေါ်ဆောင်နေပါတယ်။ရှေ့တန်းကရဲဘော်တွေအတွက်ကြီကာပြားနဲ့ကြီကာအုပ်ထုပ်တွေကိုတပ်ဆင်ပေးနိုင်ဖို့ ရွှေဘိုခြုံတဲ့ကမ်ပိန်းပြုလုပ်နေပါတယ်အဲ့ဒီကမ်ပိန်းလေးကိုလည်းမိဘပြည်သူတွေဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရက်ခံကြပါတယ်လို့ရွှေဘိုခရိုင်တပ်ရင်းဆောင်က Eagle Guerrilla Force Civilian Military SRDF အထူးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကိုရွှေဘိုခရိုင်တပ်ရင်းဆောင်က Eagle Guerrilla Force လက်ရွေးစဲအထူးစစ်ကြောင်း Civilian Military SRDF နဲ့ရွှေဘို Battalion 15ရဲဘော်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့နောက်ဆက်တွဲသတင်းအရအုပ်ချုပ်ရေးမှုရဲသူရာကိုမကြခင်ဖြုတ်ချတာအသိခံရမယ်လို့သတင်းတွေရရှိထားတယ်လို့သိရပါဗါဒ်အသိလှုပ်ဆောင်မဲ့အုပ်ချုပ်ရေးမှုကိုလည်းထပ်မံပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပေါတောမြို့နယ်ရှင်ရွာကျေးရွာမှာရှိတဲ့စစ်တုံးပန်းများနဲ့အကျဉ်းသားများကိုစေကူတတ်မှုပေးနေတဲ့နေရာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာစစ်ကောင်စီဘက်ကစစ်တုံးပန်းအားရှိကြီးတချို့စစ်တပ်သတင်းပေးများအပါအဝင်18ဦးသေဆုံးပြီးတော့10ဦးထဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ10ရက်နေ့ညနေ6:50မိနစ်နဲ့ညနေ6:55မိနစ်အချိန်တို့မှာအကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်နယ်ပေါတောမြို့နယ်ရှင်ရွာကျေးရွာမှာရှိတဲ့စစ်တုံးပန်းများနဲ့အကျဉ်းသားများကိုစေကူတတ်မှုပေးနေတဲ့နေရာ တနေရာကို Jet Fighter လေရင်နဲ့နှစ်ချိန်လာရောက်ဘုံကျဲတိုက်ခိုက်မှုကြောင့်စုစုပေါင်း18ဦးသေဆုံးခဲ့ရပြီးတော့အလက်စာအပြင်းစားစိုးရင်ရဒဏ်ရာရရှိသူစုစုပေါင်း10ဦးအထိရှိခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့သူတွေထဲမှာစစ်တုံးမန်းတွေတဲကကျမကြီးဆိုးွားပြီးတော့စေကူတရံလိုအပ်လျက်ရှိတဲ့အရာရှိကြီးတချို့စစ်ကောင်စီရဲ့သတင်းပေးများနဲ့အေရဲ့သတင်းများကိုစစ်ကောင်စီထံကိုပေးပို့နေတယ်လို့တန်တရားနဲ့ဖမ်းဆီးခံရတဲ့လူတချို့ပြစ်ဒဏ်ခံရသူတချို့ အချင်းစခန်ထိန်းသိမ်းရေးတာဝန်ရှိသူတချို့အေးအေးရဲ့ကျမ်းမာရေးဝန်ထမ်းတချို့အရသာပြည်သူနဲ့ကလေးတချို့ပါဝင်တယ်လို့သိရပါတယ်အလားတူပဲစက်တင်ဘာလ6ရက်နေ့မှာလဲစစ်တွေမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်ဆက်နဲ့ရဲတပ်ရင်းနဲ့ ပွက်ရေးတဲ့စခန်းတို့ကနေပြီးတော့ပေါက်တော်မျိုးအတွင်းကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူများရဲ့နေအိမ်တချို့ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီကနိုင်ငံတော်ဝန်တော်လှန်ရေးတပ်များထိန်းချုပ်ထားတဲ့မြို့ရွာများမှာရှိတဲ့စာတင်ကြောင်းဈေးရုံဈေးကန်းဘာသာရေးအဆောက်အုံများဈေးများအဆရှိတဲ့နေရာများကိုတိုက်လေရင်များနဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်အပြစ်မဲ့တဲ့အရက်သားပြည်သူကလေးငယ်များကိုဝင်ဆောင်မိခင်များနဲ့တက်ကြီးရွယ်အိုများဟာအဆုတ်လိုက်အပြုံလိုက်တိတ်ဆုံးခဲ့တဲ့ဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့မှာနိုင်စင်ရက်ဆက်ဖြစ်ပွားလျက်ရှိတယ်လို့ AA ကသတင်းထုတ်ပြန်ထားပါရယ်အကြမ်းဖက်စစ်ကောင်စီကရန်နိုင်မင်းစစ်စင်ရေးနဲ့မြန်မာနိုင်ငံတခွန်းကနေလက်လွတ်ဆုံးရှုံးထားရတဲ့နေမီများကိုပြန်လည်ရရှိရေးအတွက်စက်တင်ဘာလ၁ရက်နေ့ကနေစတင်ပြီးတော့လေကြောင်းကြီးကြောင်းများနဲ့ထိုးစစ်များကိုစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့စိုင်းတောင်မှာတိုက်ပွဲ၃ရက်ဆက်တိုက်ပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားကံမြို့နယ်စိုင်းတောင်မှာ စက်တဘာလ9ရက်နေ့ကစတင်ပြီးတော့ KI ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စက်တဘာလ9ရက်နေ့အထိ KI ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားပြီးတော့တိုက်ပွဲတွေပြင်းထန်နေပြီး KI ပူးပေါင်းတပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KI ကဖော်ပြထားပါတယ်။စက်တဘာလ9ရက်နေ့အထိစိုင်းတောင်ရဲစခန်းကိုဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်အကြဆုံးအခြေအနေများကိုဖော်ပြထားခြင်းတော့မရှိသေးပါဘူး။ ဒေသခံတချို့ကတိုက်ပွဲဖြစ်ပွားမှုရုတ်တံမှတ်တမ်းများကိုဖော်ပြရမှာလက်နက်ငယ်ပစ်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုအတံများကိုကြားခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်စိုင်းတောင်ဒေသခံများဘေးလွတ်ရာကိုရှောင်တိမ်နေရတယ်လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကပြည်သူများကိုမျိုးအတွင်းမှာပိတ်ဆို့ခြင်းဖမ်းဆီးခြင်းများကိုပြုလုပ်ခဲ့ခြင်းသာမကဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွာပြည်သူလူထုထိခိုက်မှုနေအိမ်ထိခိုက်မှုများရှိခဲ့ကြောင်း KIA ကအသိပေးထားပါတယ်စစ်ကောင်စီကစက်တင်ဘာလ9ရက်နေ့မှာဖမ်းဆီးခဲ့တဲ့ပြည်သူများကိုမနေ့ကပြန်လည်ပေးခဲ့တယ်လို့ဒေသခံတချို့ကအသိပေးထားတယ်လို့မျိုး KIA သတင်းနဲ့ပြန်ကြားရေးကလည်းဖော်ပြထားပါတယ် ဆိုင်းတောင်မှာရှိတဲ့ဟိုတယ်တစ်ခုထဲမှာစစ်ကောင်စီဖမ်းဆီးထားတဲ့ပြည်သူအယောက်200ကျော်ကိုမနေ့ကပြန်လည်လွှတ်ပေးခဲ့တော့လဲတချို့ကတော့ PDF လို့စွပ်စွဲပြီးတော့စစ်ကောင်စီကပြစ်တက်ခဲ့တယ်လို့သတင်းများထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှိမြို့နယ်ကဲလင်းစိတ်ခြေပါစာတင်ကျောင်းနဲ့ရှာတော်ခြေရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ၈ရက်နေ့မွန်းတဲ့ပိုင်း ရည်သာရှင်မျိုးနဲ့ကဲလင်းစိတ်ခြေရွာစတင်ချောင်းနဲ့ရှာတော်ခြေရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရတားပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့အကြမ်းဖက်စစ်ကောင်စီကစက်တင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းအချိန်မှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာအရတားပြည်သူ3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ပြည်သူစန္ဒာဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဲ့ဒီဒဏ်ရာရရှိသူတွေထဲမှာ၄ဦးဟာအပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကအရတားပြည်သူနေထိုင်ရာခြေရွာများစတင်ချောင်းများကို မကြာခဏရန်တမ်းပြစ်ခတ်လေးရှိပြီးတော့အမတ်နဲ့စစ်တီတာကွဲနေမြေမှာဩဂတ်စ်လအတွင်းမှာကလင်းငယ်များအပါအဝင်အရသာပြည်သူ၁၈ဦးသေဆုံးက 36ခုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအမတ်နှင့်စစ်ဒေသကထုတ်ပြန်ထားပါဗျ။ဒါ့အပြင်စက်တင်ဘာလ6ရက်နေ့မနက်7:30မိနစ်အချိန်မှာစစ်ကောင်စီကနမ်ခမ်းမြို့ကိုလေကြောင်းကနေပြီးတော့ဘုံကျဲခဲ့ရမှာပြည်သူ71ဦးသေဆုံးခဲ့တဲ့အပြင်နမ်ခမ်းမြို့မြို့နယ်ဖျားကြီးနဲ့နှစ်ထပ်ဆောင်ဓမ္မယုံတက်ကြီးလည်းပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာပြင်ဆင်နိုင်ခြင်းမရှိသေးပဲပြည်သူများဟာလည်းလေကြောင်းကနေပြီးတော့ဘုံကျဲခံရမှာကိုစိုးရိမ်နေရတယ်လို့နမ်ခမ်းမြို့သူမျိုးသားများကပြောဆိုထားပါဗျ။ နန်ခမ်းမြို့ဖျားကြီးနဲ့ဓမာယုံပြက်စီးတာကအပြက်စီးတွေကိုဖယ်ရှားယုံပဲလုံနိုင်သေးတယ်ပြန်ပြီးတော့မပြင်နိုင်သေးဘူးပြည်သူတွေကလည်းစိုးရိမ်စိတ်ကြီးကြီးနဲ့တရီထားပြီးတော့နေနေရတယ်လေရင်နဲ့ဘုံကျဲမှုတွေထက်ရှိမယ်လို့လည်းသတင်းတွေကြားနေရတယ်လို့နန်ခမ်းမြို့ကပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်တစ်ကနေပြီးတော့အပတ်စဉ်၃ဝက်ထိစစ်တင်တန်းစဉ်တပ်သားတွေများအားလုံးကိုရှေ့တန်းစစ်မြေပြင်ကိုစစ်ကောင်စီကဆစ်လွတ်ပြီးတဲ့နောက်စစ်မှုထမ်းအပတ်စဉ်၅ခု စက်တင်ဘာလ9ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်1နဲ့အပတ်စဉ်2ကတင်နန်းစင်းတပ်သားတဲ့အများစုကိုစစ်ကောင်စီကရွှေတန်းစစ်မြေပြင်များကိုဆစ်လွတ်ပြီးတဲ့နောက်စက်တင်ဘာလ6ရက်နေ့ကတင်နန်းစင်းခဲ့တဲ့တပ်သားတဲ့အများစုဟာလည်းကရင်နီရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်ဒေသများကိုဆစ်လွတ်ခံထားရကြောင်းတပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ကားလေးကအသက်22နှစ်စက်မှုဆောင်ကနေပြီးတော့အလုပ်ပြန်ရင်းနဲ့လမ်းမှာ ဖုန်းထဲမှာဘလုံးလောင်းကစားတွေ့လို့ဆိုပြီးတော့ဖမ်းသွားရကနေပြီးတော့စစ်တပ်ထဲကိုအပုတ်ခံရတာစက်တဘာလ6ရက်နေ့ကတင်းတန်းစင်းနဲ့ညာပိုင်းဖုန်းဆက်တယ်အမေတဲ့တားတို့တိုက်ကြီးအမတ်တဲ့တမ်းမြင့်လေးကျင်ကြီးတင်းတန်းကျောင်းကတော်တော်များများကိုရှီတန်းပို့မယ်တဲ့ဘယ်ဟိုပို့မယ်ဆိုတာတော့မပြောဘူးတဲ့ရောက်မှပြန်အကြောင်းကြားမယ်ဆိုပြီးတော့ဖုန်းဆက်တယ်အခုတည်းထိတော့ဘယ်ရှီတန်းကိုပို့လဲဆိုတာအကြောင်းမပြန်သေးဘူးလို့ရွှေပြည်သားမှာပေါ်တာဆွဲခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်၃တက်ရောက်တင်းတန်းစင်းခဲ့တဲ့လူငယ်တပ်သားတို့ရဲ့မိခင်ကပြောဆိုထားပါတယ်စစ်မှုထမ်းအပတ်စဉ်၁နဲ့အပတ်စဉ်၂ တင်တန်းစင်တပ်သားတွေများဟာနိုင်ငံတော်မှာရှိတဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေကိုဆေးလွတ်ခံရပြီးတဲ့နောက်တိုက်ပွဲအတွင်းမှာတေဆုံးခြင်းအဖမ်းခံရခြင်းများစွာရှိခဲ့တော်လဲတပ်သားတွေများရဲ့သက်ဆိုင်ရာမိဘဆွေမျိုးများထံကိုစစ်ကောင်စီကအကြောင်းကြားမှုမရှိခဲ့ဘူးလို့သိရပါဗါးတပ်သားတွေများရဲ့လစာကိုလည်းတလားကို9သိန်းကျော်ပေးမယ်လို့စစ်တပ်ကပြောဆိုခဲ့တော်လဲလက်တွေ့မှာတော့3,800ကျော်သာလစာရရှိခဲ့ကြောင်းဖော်ပြပြီးဖြစ်ပါတယ် ်စကိုင်းတိုင်းပင်လယ်ဘူးမြုံမှာဖြစ်ပွားလျက်ရှိတယ်မြို့သိမ်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရရှိခဲ့တယ်စစ်တုံးပန်းအယောက်60ကျော်ဟာစစ်မှုထမ်းတင်နန်းစဉ်တပ်သားတင်များဖြစ်ကြောင်းပင်လယ်ဘူးမှာရှိတယ်တော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စက်တင်ဘာလ9ရက်နေ့မှာစစ်ကောင်စီကစတင်ဖွင့်လှစ်လိုက်တဲ့စစ်မှုထမ်းတင်နန်းအပတ်စဉ်9မှာနိုင်ငံတော်ဝန်ကနေပေါ်တာဆွဲခံရတဲ့လူငယ်များနဲ့အမျိုးသားအများပြားပါဝင်ခဲ့ပြီးတော့ပေါ်တာဆွဲမှုများဟာရန်ကုန်လိုမျိုးမြို့ကြီးမှာတောင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အထူးသဖြင့်နယ်မြေကန်ကြီးရွာများနဲ့ရက်ွက်အုပ်ချုပ်ရေးမှုများရဲ့ပူးပေါင်းမှုနဲ့စစ်တပ်ကလူငယ်များက ကိုပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်ခဲ့တယ်လို့သိရပါတယ်။ပဲခူးတိုင်းတစ်ခုထဲမှာတင်ပေါ်တာဆွဲခံရတဲ့လူငယ်အယောက်ပေါင်း200ကျော်ရှိကြောင်းဒေသခံသတင်းအရင်းမြစ်များနဲ့ပြည်သူများရဲ့ပြောပြချက်အရသိရပါတယ်။စစ်မှုထမ်းအပတ်စဉ်၄ကတော့မစင်းသေးဘူး။အပတ်စဉ်၄ဆင်းရင်လည်းရန်တိုင်းမင်းစစ်စင်ရေးအတွက်နေမြေတွေပြန်သိမ်းဖို့လုပ်နေတာမို့လို့ကရင်ပြည်ရှမ်းမြောက်နဲ့ရခိုင်ဘက်ကိုပဲအဓိကဦးတည်ပြီးတော့တင်းနှင်းစင်းတွေကိုရှေ့နှမ်းပို့မဲ့အခြေအနေရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက AP လာကစတင်ပြီးတော့ပြည်သူစစ်မှုထမ်းတင်တန်းအပတ်စဉ်တစ်ကိုဖွင့်တဲ့ကလူငယ်များကိုစစ်တပ်ထဲအတင်းအဓမ္မဆွဲသွင်းပြီးတော့တပ်သားတွေများစွာရရှိရေးအတွက်လာစဉ်စစ်တင်နန်းများကိုဖွင့်လှစ်ပြီးအရှိန်အဟုန်အမြင့်တွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ